အားလုံးပဲမင်္ဂလာပါရှင်ဆွေဆိုမြန်မာ channel မှကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ဆက်ကြီးသောအမျိုးသမီးများနှင့်စပင်အကြောင်းပဲဖြစ်ပါတယ်တိုက်ဆက်ကြီးသောအမျိုးသမီးများရဲ့ဖုံးကံအားသပင်မှာတည်ရှိနေတတ်ပါတယ်။တချို့တိုက်နယ်တွေဆိုသပင်နောင်တခြားသူကင်လို့မရပါဘူး။အဲ့လိုကင်ခံရရင်ကောင်းမကြခဏကိုက်တာသပင်ထွေးလိုက်ကျွတ်တာမျိုးအဲ့နေ့ကံမကောင်းတာမျိုးတွေတောင်ဖြစ်တတ်ပါတယ်။ အဆက်အွယ်များရဲ့ဖုံးကန်ဟာသပင်းမှတရှိနေတာကြောင့်မို့လို့သပင်းညှက်ရင် ဖုံးကန်ကြတာဘာလို့လို့အဆင်မပြေတာတိုက်ကစိတ်ဆိုးတာမျိုးတွေတောင်ဖြစ်တတ်ပါတယ်မိမိစိတ်တက်ကြလိုက်သပင်းရောင်တောက်တာမှိန်တာစတာတွေလည်းဖြစ်တတ်ပါတယ်သပင်းကစိတ်နဲ့ချိတ်ဆက်နေတဲ့အရာဆိုလည်းမမှားပါဘူးဥမာအနေနဲ့သပင်းကလူရထက်ပိုးရှုပ်နေတယ်ဆိုရင်အဲ့ဒီလူမှာစိတ်ရှုပ်ထွေးစရာတွေရှိနေလို့ပါ လေးလံထိုင်းမန်းနေတာမျိုးတယော်နဲ့ရေချိုးတန်းစင်တာမျိုးတွေလှုပ်ပါမေတ္တာတုပ်များများရွတ်ပါဝါဒင်းကာလပြီးဆုံးခံနေလေဆက်ညစ်စရာဆက်ရှုပ်စရာတွေများနေရပါလိမ့်မယ်ဘာသာရေးကိုတေချာလောက်တူတာလင်းကောင်းကျိုးခံစားရမယ့်အချိန်အခါဖြစ်ပါတယ် နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ။ပူဒရာရစရာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ဒုံဒီဘဲလဲနှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။